โอัสลาซาเมงลาตาตาดิชางดาสารมันิโนมังเงราอนามัยสงคามิกราเดอ စွာဒီခါအိုလေးကြီးနားလေးကြီးချားလေးကြီးဒါလေးစွာပါအစလန်ဆိုင်ကဲဒါကတို့ချွာကောင်းစင်ရခရီးအကောင်းစင်အောင်ကိုကိုစွာပါဦးဤအမလေးချက်ပေါ့နော်အဲ့ဒါတို့ချွနောက်မှတို့ချွဖပြမယ်ဘိုးတို့ချိုလမ်းမလွတ်တဲ့အချိန်မှာတော့တို့ချိုတို့ရဲ့တရက်တော်လိုင်းရေး ခေါင်းဆောင်များတိုင်းဒါတော်လိုင်းရေးခေါင်းဆောင်များအလိုပဲကျမချမ်းသာသက်စီပြီးတော့တိုက်ပွဲတိုင်းမှာအာနာစင်နဲ့တိုက်တဲ့တိုက်ပွဲတိုင်းမှာနိုင်ပါစေလို့ဒီလိုဆုတောင်းဆုတောင်းပေးလိုက်ပါတယ်တိုင်းသားတွေအလုံးတိုင်းသားကောင်းဆောင်တိုင်းတိုင်းလက်နဲ့ကဲကောင်းဆောင်တွေတိုင်းသားစိတ်ဓာတ်ရှိတဲ့ဒီကောင်မနမနေမှာကပ္ပတိုင်းမှနိုင်ပါစေလို့အာနာစင်အမြဲဆုံးကြဆောင်ခဲ့ရပါစေပေါ့နော်။ကဲအခု စကားကိုပြောချင်လို့စီလုံးညွညွမှုတွေစကားတွေလာပြောမယ်တိုင်းသားတွေစီလုံးညွညွမှုကြပါစီလုံးရှင်တွေအင်အားပါအာနာရှင်တို့ရဲ့အကြဆိုးကစီလုံးညွညွမှုပါဒါကြောင့်ကိုကစီလုံးညွညွမှုစိတ်တွေအများကြီးမွေးရမှာပေါ့နော်တချို့ကရင်တွေလည်းစီလုံးညွညွမှုတွေများများလေးမွေးရမယ်သူများငါတို့ကရင်တွေလာဆဲလေးလေးငါတို့လေစီလုံးညွညွမှုတွေလောက်ရလေးလေးပဲပေါ့နော်โอเค အနာကိုမလွားတာလေအပ်လို့ကိုရှောင်ဖို့တဲ့ all the time ခေါ်တယ်ရနော်အဒီဖွဲတဲ့ဒီဖွဲရနဒီဖွဲတဲ့လပါထားတရေဝင့်လမွန်ရချက်ဘူးဒီပါလာတရေဝင့်ချက်ဘူးရဲ့ချိန်ဆဲတခါလေးဟမချိန်ဆဲရနဒီလူ KNU ဝလဖာရနော်ချက်ပွဲနဒီတရေဝင့်ဖွဲမခဲ့ကြတရေဝင့်ဖွဲတပည့်သူ KNU ကလမ်းမစားတယ်မတိရပြသူရနော်အော်လနီယာဟာတောင်းချက်ကိုကုန်းစုံမိတင်အောင်အဲ တယ်ရေးပညာရေးပေါ့အဲ့ဒါတော့ဟိုဘာသာရေးရနော်အာဩအနော်ရဲ့လောထန်ကြတဲ့ခါရနော်လောထန်ကြတဲ့ခါနော်တတ်တန့်ခေါ်ရောပွဲအော်လို့ပေါ်ရနဲလေး အာ KNU လက်စီရပြားဒီဟုတ်လပေါ်ရနော်။နောက်ကြောက်ပဲ KNU လည်းမပြီးရပြားဆုံးနဲ့ဒီဖွဲ့စည်းရတာနဲ့တာနိုင်ပါလီနိုင်ပါရေနိုင်ပါဒီမွေကြီးရနော်။ဒါဆိုမှနဲ့ဒီဘာသာတည်ရဝင့်ချက်ဘူးသူငယ်လေးဟောဟုတ်လပါအမချိစေပါနဲ့ဒီမတန်ခံတော့မသေးတယ်။အာအပီတဲရေးတယ်ဘာသာရေးတယ်။အခုကတို့ချို့တိုင်းသာတိုင်းသာလက်နဲ့ကင်တွေဒီပြည့်စေတိုင်းသာအားလုံးဒီပြည့်စေပေါ့နော်ကိုရဲ့အလောက်ရမှာစီလို့ယူညွတ်မှုပဲလောက်ရမယ်နော်အားတို့တွေ တိုင်းရင်သားလက်နက်ကနေအားလုံးတိုင်းရင်သားတွေအားလုံးအတူချိုးနော်အားလုံးကျေးဇူးတင်တဲ့အားလုံးလည်းကြီးစားခဲ့တယ်နော်ကိုကတိုင်းနာတဲ့ဘက်ကကိုကိုလောက်ရမယ်ကိုကတော်လန်ရေးလောက်တဲ့အချိန်မှာအားလုံးတော်လန်ရေးပဲလာလောက်ရမယ်လို့မပြောကြပါနဲ့ဘာသာရေးလောက်သင်တဲ့နေရာမှာဘာသာရေးလူမျိုးရေး တက်အာလို့ချင်တဲ့လူကြတော့လူမျိုးရေးလောက်ကြမယ်နော်ထုံးစံဒလေးတွေမမေ့ပြအောင်ဆိုလို့ရှိကိုယ့်ရဲ့ထုံးစံဒလေးတွေတောင်းဝါသနာရှိတဲ့လူများကိုယ့်ရဲ့ထုံးစံဒလေးတွေလောက်ကြမယ်နော်အဲတို့ချို့တို့ခရင်လူမျိုးတရင်လူမျိုးလူမျိုးပေါ့ထုံးစံဒလေးလောက်တဲ့လူကထုံးစံဒလေးတောင်းဝင်ယူထားကြတယ်နော်ဘာသာရေးလောက်တဲ့လူကဘာသာရေးတောင်းဝင်ယူထားကြတယ်တိုက်ခိုက်ရေးလောက်တဲ့လူကလည်းတိုက်ခိုက်ရေးယူထားကြတယ်တို့ချို့တို့ဘက်ကလည်းစီယုံရေးနော်စီယုံရေးတို့ချို့တို့ အားသာတဲ့စီယိုရေးတို့ချို့တို့ကအာလိုက်လုပ်ခဲ့ကြတယ်ပေါ့နော်အတိုင်းတိုင်းတိုင်းမှာလည်းအဲ့လိုမျိုးပဲကိုထိုးစံ delay တွေမပြောင်းအောင်ကိုလူမျိုးတွေမပြောင်းအောင်ကိုဘာသာရေးတွေမပြောင်းအောင်တတောက်တနေရအောင်နော်ကိုတတောက်တနေရကိုတာဝန်စီရောက်စီတဲ့ရောက်စီတဲ့တာဝန်ချက်ယူရပါလို့ပြောစေချင်ပါတယ်အခုကတို့ချို့ရေးခဲ့တဲ့ခေါကိုစောပါ UG မူလေးချက်ပေါ့နော်အဲ့ဒါတို့ချို့ကဒီညနေဖပြမယ်အဲ့ဒီမူလေးချက်တွေစနဲ့ဇောဖပြပေးမယ်နော်မပေါ်ပြရတဲ့ရအောင် အမ်နဘာတီအချက်ကကရင်ကြားရမသိနော်လည်းနဲ့ချစကားအလင်းမပြောရတဲ့နော်နံပါတ်1အချက်ကတော်လိုင်းရေးသမိုင်းတလျှောက်တွဲဆုံဆွေးနွေးပွဲတိုင်းတွင်တဲ့ရန်သူများသည်တဲ့ကျွန်တော်တို့ခေါင်းဆောင်များကိုလည်းနဲ့စွန့်၍ဥပဒေပေါင်းအတွင်းဝင် ရောက်ရန်သာဥပဒေပေါင်းအတွင်းဝင် ရောက်ရန်သာအစဉ်အဆိုင်တောင်းဆိုခဲ့ကြသည်တဲ့ ကျွန်တော်တို့ဤကောင်းဆောင်ကြီးသည်တဲ့လက်နဲ့ချခြင်းတို့မဟုတ်အဆုံးပေးခြင်းကိုလုံးဝမပြုလို့ရမှာကြားခဲ့သည်တဲ့ကျွန်တော်တို့ဤလက်နဲ့သည်ကျွန်တော်တို့ဤလက်ထဲတွင်စက်သိထားတယ်တို့ချူဖတ်တော့နော်မင်းတို့နားထောင်လာကြက်သိထားလားမထားလို့ချူဖတာချူချူကြက်သိထားတယ်နဲ့အဖိုးစောပါဝူဝိညာဉ်တို့ချူစီမှာရောက်နေပြီလားသိနော်ကျွန်တော်တို့ဤလက်နဲ့ဒီကျွန်တော်တို့ဤလက်ထဲတွင်မစီတော်သည့်တနစ်တနစ်တွင် ကျွန်ုပ်တို့သည်သူတပိုင်းဤကြုံတပောက်ဘဝကြာရောက်ပြီးနောက်ဆုံးတွင် လူမျိုးတစ်မျိုးလုံးအမျိုးတုံးပျောက်ကွယ်သွားနေတာဖြစ်သည်တဲ့နော်ဒါတိုင်းတိုင်းတိုင်းမှာတို့ရဲ့ဘိုးစပောက်ဦးပြောတာဘိုးစပောက်ဦးပြောတာခရင်တမျိုးသားလုံးအတွက်မဟုတ်ပါဘူးတိုင်းတိုင်းတိုင်းမှာဟိုလက်နဲ့ခြင်တာရမယ်ကိုကလက်နဲ့ချသွားလို့ရှိရင်เนาะ ကိုလက်တဲ့ကိုလက်တဲ့မှာမရှိတဲ့တနေ့ကြလို့ရှိရင်လည်းကျွန်တော်တို့ဒီတဲ့သူတပိုင်းကျွန်တပတ်ဘဝကြာရောက်ပြီးနောက်ဆုံးတွင်လည်းလူမျိုးတစ်မျိုးလုံးအမျိုးတုံးပျောက်ွယ်သွားမိတာဖြစ်သည်တဲ့အခုတိုင်းတိုင်းတိုင်းမှာလက်နဲ့ရှိတောင်မှအာနာရှင်တရားကတို့ဒီလောက်ထိဩစနဆိုင်ဒီလောက်ထိငါတို့လည်းအနိုင်ကျင့်ခဲ့တယ်တကယ်တော့ငါတို့တိုင်းရင်သားတိုင်းဘာသာတိုင်းနေရာတိုင်းမှာ တောင်ဝန်ရှိတောင်ဝန်ရှိနေတဲ့အတိုင်းမှာကိုတော်လက်နဲ့မရှိခဲ့လို့ရှိရင်ဒီဗမာမဟာလူမျိုးကြီးဝါဒအာနာစင်စနစ်နဲ့အုပ်ချုပ်ခဲ့တဲ့ဒီနိုင်ကံကငါတို့ကိုဘလောက်ထိအနိုင်ကျင့်မှလဲဆိုတာအဲ့ဒါလေးသတိထားရမယ်နော် အဖိုးစဘာဦးပြောတာအဖိုးစဘာဦးကသူ့ရဲ့တရင်လူမျိုးရဲ့တမျိုးသားလို့အတွက်သူပြောခဲ့တာမဟုတ်ဘူးတိုင်းသားအားလုံးအတွက်ကိုပြောနေတာအခုတို့ချို့တို့ကဒီနိုင်ငံမှာနေတာကိုတို့ချို့တို့မနေချင်တော့တို့ချို့တို့ထွက်စေချင်တာမဟုတ်ပါဘူးနော်ဒီဗမာမဟာလူမျိုးကြီးဝါဒဒီဒီနိုင်ငံကို အုပ်ချုပ်တာကိုကတန်းတူညီမျှအခွင့်အရေးမရှိခဲ့လို့နော်မတရားမှုနဲ့အုပ်ချုပ်တဲ့အတွက်ကြောင့်ငါတို့တိုင်းရင်းသားတွေလက်နဲ့ကြရချင်းဖြစ်ပြီးနော် တကယ်လို့တို့ဓာတ်လူညီမြအခွင့်အောက်ထုတ်မယ်ဓာတ်လူညီမြခွင့်ပေးမယ်ဆိုလို့ရှင်ငါတို့တိုင်းရင်သားတွေလက်နဲ့ကင်ဆရာအကြောင်းမရှိပါဘူးဒါကြောင့်မို့တို့တွေကညတာမှု ရှင်းနာစိတ်ကိုချင်းစာစိတ်မရှိဘဲနဲ့ပြည်သူတွေကိုအခုချိန်ထိဒုက္ခပေးနေတဲ့ဒီဗမာအာနာစင်မဟာလူမျိုးကြီးဗမာစစ်တပ်ပြည်သူကိုပြန်ဖတ်တဲ့စစ်တပ်ဒီရှိနေတဲ့အတွက်ကြောင့်မို့လို့နောက်အုတ်ချုပ်တဲ့အစိုးရတွေကလည်းဒန့်တူညီမျှအခွင့်ရေမပေးတဲ့အတွက်ကြောင့်မို့လို့ဒါကြောင့်မို့ငါတို့တိုင်းသားတိုင်းတိုင်းသားတိုင်းမှာအခုချိန်ထိလက်နဲ့ကရခြင်းဖြစ်ပါသည်ဒါကြောင့်မို့အခုချိန်တော့ကျွန်တော်တို့တိုင်းသားတိုင်းတိုင်းသားတိုင်းမှာလက်နဲ့ရှိပေမဲ့လင်း ဒီဗမာအာနာစီမဟာလူမျိုးကြီးဝါဒကလက်နဲ့ချင်းပြိုက်လို့မနိုင်တဲ့အောင်လေပြန်တဲ့ဘုံကျဲဒီအခုချိန်တိကိုမြင်တွေ့ရပါသည် လို့ပြောစေချင်ပါတယ်နော်ဘုံကျဲဒီနော်ကချင်ဒီကချင်လူမျိုးကိုတတာမရှိခဲ့ပါဘူး။ကရင်နေကရင်ချင်းချင်းတတာမရှိခဲ့ပါဘူး။တိုင်းတိုင်းတိုင်းမှာကိုယ့်ရဲ့အချင်းချင်းကိုတတ်ခဲ့တာမရှိခဲ့တဲ့အတွက်ကြောင့်မို့လို့ဒီဗမာမဟာလူမျိုးကြီးဝါဒအာနာရှင်စနစ်နဲ့အုပ်ချုပ်ခဲ့တဲ့ဒီနိုင်ငံဒီ ကိုယ့်ရဲ့ချင်းချင်းပြန်တားရတယ်ကိုယ့်ရဲ့ချင်းချင်းတွေတွေးခွဲခဲ့တယ်ငါတို့တိုင်းရင်းသားတွေတွေးခဲ့ရတယ်ငါတို့ကရင်ချင်းချင်းဆိုလေးပိုင်းပိုင်းငါပိုင်းပိုင်းဖြစ်လာဒီဗမာမဟာလူမျိုးကြီးဝါဒသခင်မျိုးဟဲ့တို့ဗမာဆိုတဲ့ဒီဗမာဒီနိုင်ငံမှာအုတ်ချုပ်နေတာစောက်သုံးမကြတဲ့အတွက်ကြောင့်မို့လို့ဒါကြောင့်မို့ငါတို့တွေအဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မို့တိုင်းရင်းသားတိုင်းမှာလည်းလက်နဲ့ကိုယ့်လက်ထဲမှာရှိရမယ်ကရင်တစ်မျိုးသားလုံးမကပဲနဲ့တခြားတိုင်းရင်းသားမှာလည်းကိုယ့်လက်ကိုယ့်လက်နဲ့ဒီကိုယ့်လက်ထဲမှာဒီသာရှိရပါသည်ဆိုတာเนาะ ကျွန်တို့၏လက်ထဲတွင်မရှိနော်ကျွန်တို့၏လက်ထဲသည်ကျွန်တို့၏လက်ထဲတွင်မရှိတော့သည့်တနည်းတွင်တဲ့ကျွန်တို့သည်သူတပါဤကျွန်တဘဘဝကြာရောက်မည်နောက်ဆုံးတွင်လူမျိုးတမျိုးလိုအမျိုးတုံးပြောက်ွယ်သွားမိတာဖြစ်သည်တဲ့အဖိုးစပောက်ကမှကြားခဲ့တဲ့လက်နဲ့ချစကားအလင်းမပြောရဆိုတဲ့နံပါတ်1အချက်ပါရှင်ကဲနံပါတ်2အချက်လာမယ်နော်နံပါတ်2အချက်ကဘာလဲဆိုလို့ရှိရင်တဲ့ ကရင်လက်နဲ့ကရင်လက်ထဲတွင်ရှိရမည်တဲ့နော်စေကာလကကရင်လူမျိုးများသည်တဲ့လူမျိုးကြီးများဤလက်အောက်တွင် နေထိုင်ကြရပြီးဖိနှိပ်ချုပ်ချယ်မှုညှဉ်းပန်းနှိပ်စက်မှု အမျိုးမျိုးကြုံတွေ့ရကအလွန်ဆင်းရဲဒုက္ခရောက်ကြလေသည်တဲ့မြေယာများဆုံးဆုံးကသူတပားပိုင်သည့်အဖြစ်ကြရောက်ရောက် သူတပားပိုင်အဖြစ်ရောက်ကြရပြီးလူမျိုးများဆိုရိုးပြုတ်ခဲ့တော့တင်းငုတ်လဲဆွေကရင်လဲပြေတဲ့ဆိုသည့်စကားအတိုင်းဖြစ်ခဲ့ရသည်တဲ့စာပေနေ့ယဉ်ကျေးမှုဒလစ်ထုံတန်းများမှာစာပေနေ့ယဉ်ကျေးမှုဒလစ်ထုံစထုံတန်းများမှာလဲလူမျိုးကြီးဤအနိုင်ကျင့်ပြည့်စုံမှုကြောင့် တိမ်မြုပ်ပျောက်ွယ်ခဲ့ရသည်တဲ့ငါတို့ရဲ့ထုံးစံဒလိမှာလူရုံမာရဲ့အတွက်ကြောင့်မို့ငါတို့ထုံးစံဒလိတွေပျောက်ွယ်သွားခဲ့သည်တဲ့နော်ဖြတ်သားလာခဲ့သည်အတွေးအကြုံများကိုသင်္ကန်းစာယူပြီးမိမိတို့သည်ကိုပိုင်တိုင်းနိုင်ငံနဲ့မနေလင်သူတပါးကျွံဘဝတွင်သာ နေထိုင်ရမည်ဟုတိလာကြသည်လက်နဲ့ကင်တမ်တမ်မဲ့၍ကင်တွေ့ခြင်းမဟုတ်ပဲ ုပ်ချုပ်သူများဤမတရားဖိနှိပ်မှုများကြောင့်မိမိကိုယ်ကိုကာကွယ်ရာအတွက်လက်နဲ့ကန်ရမည်တဲ့နော်ကျွန်တို့လက်နဲ့ကန်ခြင်းသည်လက်နဲ့အာကိုပြီးသူတပားကို အနိုင်ကျင့်တိုက်ခိုက်ရမဟုတ် ကျွန်တို့လက်နဲ့ကင်ဆောင်ချင်းပြီးကျွန်တို့၏လူမျိုးများကို လာရောက်တိုက်ခိုက်အနိုင်ယူဖိနှိပ်ချုပ်ချယ်မြင့်ရန်သူများအားတွန်းလှန်ကာကွယ်ရန်ဖြစ်သည်တဲ့နော် ကျွန်တော်တို့ရဲ့ကြိုင်နေတဲ့လက်နဲ့ဒီနော်သူသူတပားတွေကိုငနိုင်ကြည့်မှမဟုတ်ဘူးနော်အနိုင်ယူဖိနှိတ်ချုပ်ချယ်ရမည်ဂျန်သူများအားတွန်းလန့်ကာကွယ်ရန်ဖြစ်သည်တဲ့ကိုလူမျိုးကိုအနိုင်ကြည့်မယ်ဆိုလို့ရှင်နော်ကာကွယ်ရန်တွန်းလန့်ဖို့ကာကွယ်ရန်ဖြစ်သည်တဲ့ခေါကိုစောမဦးကြီးမိတ်ကုံးဆိုထားသောကရင်လက်နဲ့ကရင်လက်ထဲရှိရမည်ဆိုသောစကားအရာ ကျွန်ုပ်တို့ဤလက်နဲ့သည်ကျွန်ုပ်တို့ဤလူမျိုးများကိုကာကွယ်ရန်နှင့်ရန်သူများကိုတွန်းလှန်တိုက်ထုတ်ရာဖြစ်သည်တဲ့ဈေကာလကသူတပားအနိုင်ကျင့်သမျှငုတ်ခံခဲ့ရသည့်အဖြစ်မျိုးပြန်မကြုံတွေ့နိုင်စေရန်ဖြစ်သည်တဲ့နော်ဒါကိုလူမျိုးကိုမပြောက်ကွယ်အောင်ဆိုပြီးတော့လက်နဲ့ကင်ချင်းဖြစ်သည်တဲ့ကိုလူမျိုးကိုအနိုင်ကျင့်ဖို့မဟုတ်ဘူးတာအဲအဲ့ဒီဒီလက်နဲ့ ကရင်လက်နဲ့ကရင်လက်ထဲတွင်ရှိရမည်ဆိုတဲ့အဖိုးစောပေါ့ဦးရေးခဲ့တဲ့နံပါတ်နှစ်အချက်ကနော်အရင်တော့ဆိုလို့ရှိရင်တို့ချို့တို့ပြောလိုက်မယ်ဆင်းရှင်းလေးနော် DKBA ပထမဆုံး DKBA ဖြစ်လာတယ် DKBA တွေဆိုငါတို့ပြည်သူတွေအနိုင်ကျင့်လိုက်တာလက်နဲ့ကင်ပြီးတော့အာအဲ့ဒါငါတို့ရဲ့စောပေါ့ဦးသမိုင်းကြတော့တို့ပျောက်ွယ်ပေးသွားတယ်တို့တွေက DKB ရထွက်ပေးလို့ရှိရင်ငါတို့ဒီလိုဒီလိုကျွေးပေးမယ်နင်တို့တာဝန်ယူပေးမယ်ဆိုပြီးတော့ ဒီဗမာမဟာလူမျိုးကြီးဝါဒဒီနိုင်ငံကိုအုပ်ချုပ်တဲ့အစိုးရပြည်သူကိုတတ်တဲ့စစ်တပ်တွေကကောင်းဆောင်တွေကငါတို့ရဲ့တိုင်းရင်းသားတွေကိုသွေးခွဲခဲ့တယ်ငါတို့ KNU ကို DKB ကဖြစ်အောင်လုပ်ခဲ့တယ်နော် DKBA ပြီးတော့ BGA ဖြစ်အောင်လည်းလုပ်ခဲ့တာလေဒီဗမာအာဏာရှင်မဟာလူမျိုးကြီးဝါဒစနစ်တွေပဲရှိခဲ့တဲ့အတွက်ကြောင့်မလို့တို့ချို့တို့အခုဒီစော်မဦးရဲ့စာပြန်တွေ့တဲ့အချိန်မှာအဲ့ဒါတွေပြည်သူတွေကိုအရန်ကိုအနိုင်ကျင့်ခဲ့တာပဲ DKBA တွေနော် BKPA တော့မကဘူး BGF တွေလည်းအနိုင်ကျင့်ခဲ့တယ်အရင်တော့ဆိုလို့ရှိရင်။ဘာကြောင့်အနိုင်ကျင့်ခဲ့တယ်လဲဆိုလို့ရှိရင်သူတို့တွေကဒီနီလန်းမျိုးဒီပညာရေးမျိုးပင်တန်းပေးတဲ့လူလည်းမရှိခဲ့ဘူးဒီစတယ်လည်းဖခဲ့တာမရှိဘူးဒီဗမာမဟာလူမျိုးကြီးဟွာဒါစစ်တပ်တွေကငါတို့ရဲ့လူမျိုးတွေကိုခွဲပြီးတော့နော် DGB ကဖြစ်အောင်လုပ်ပြီးတော့ငါတို့ပြည်သူတွေကိုအနိုင်ကျင့်ခိုင်းတာနော်ခံခဲ့ရတဲ့ငါတို့ကရင်ပြည်နယ်မှာနော်အဲ့ဒါအမှန်ပဲအခုဆိုလို့ရှိရင်မရှိတော့ဘူးအဖိုးကျော်နေလက်ထဲမှာမရှိတော့ဘူးနော် အခုမှအနိုင်ကျင့်မယ်ဆိုလို့ရှိရင်ဘယ်မှာလဲတို့ချို့ပြောတယ်တို့ချို့လာပြောပါโอเค BG ရဲ့အဖွဲကဒီရွာကိုအနိုင်ကျင့်ခဲ့ပါတဲ့ဘယ်မှာလဲဘယ်ရွာလဲတို့ချို့တို့လာပြောပါเนาะတို့ချို့တို့ရဲ့တို့ရဲ့စီဦးစီးချုပ်ရဲ့ဌာနတို့ဌာနချုပ်အထိတို့ချို့တို့ကတိုင်းမှာ BG ရဲ့ဆို BG ရဲ့မကောင်းဘူးဆိုလို့လာပြောလို့ရတယ် DKB ရဲ့ဆို DKB မကောင်းဆိုလို့လာပြောလို့ရတယ်เนาะအခုဒီရေမရောအဖွဲတွေဆိုလို့ရှိရင်ပြောပြောနေတယ် ပြည်သူအနိုင်ကျင့်တဲ့ပြည်သူအနိုင်ကျင့်တဲ့ဘယ်မှလဲကရင်ပြည်နယ်မှာငါတို့ရဲ့လက်နက်ကတည်းကအခုပြည်သူအနိုင်ကျင့်တယ်ဆိုတာဘယ်မှလဲအရင်တော့တော့ဟုတ်တယ်လေအရင်တော့ဟုတ်တယ်လေတို့ချိုလက်ခံတယ်ဘာကြောင့်အရင်တော့ဟုတ်တယ်ဆိုလို့စီဒီဗမာမဟာလူမျိုးကြီးဟွာတာဒီစစ်တပ်ဒီမဟာတခင်မျိုးဟဲ့ဒုတ်ဗမာဒီအာနာစင်စနစ်ကတို့တို့ကတို့ရဲ့တမိုင်းကိုပဲဖားပြီးတော့ပြည်သူကိုမကာကွယ်ပဲနဲ့ပြည်သူဒီလိုမျိုးနိုင်ကျင့်ရမယ်ပြည်သူဒီလိုမျိုးသားရမယ်ပြည်သူဒီလိုမျိုးဗလိတ်ကျင့်ရမယ်အဲ့ဒါတွေငါတို့ကရင်တွေတို့တင်ပေးတာ ငါတို့ကရင်နေဒီလိုမျိုးအကျင့်မျိုးမရှိဘူးရှင်းတယ်နော်ရှင်းတယ်နော်ကရင်နေโอเคနော်ကဲဒါကကရင်လက်နဲ့ကရင်လက်ထဲတွင်ရှိရမည်ဆိုတဲ့နံပါတ်2အချက်ကဲနံပါတ်3ချက်လာမယ်ကရင်ကံကြမ္မာကရင်ဖန်တီးရမည်တဲ့နော်ကရင်ကံကြမ္မာကရင်ဖန်တီးရမယ်ဆိုရင်တို့ချို့ဒီပုံးတလောကံကြမ္မာဆိုတာမနှလုံးထရတယ်တို့ချို့ဒီဒီပုံးတလောကနှလုံးထလို့မရအရင်ဟောင်းအဖိုးဟောင်းတလောနှလုံးထလို့ရတယ်ကဲ နဘတော့ကရင်ကန်ကြမှာကရင်ဖန်ဒီရမြင်ဆိုတဲ့အဖိုးစောပါဥမာကြားခဲ့တဲ့စကားကျွန်ုပ်တို့ခေါင်းဆောင်ကြီးချမှတ်ခဲ့တော့အီမူလန်းစဉ်ဒီဆေးလူကြီးများဆိုရိုးပြုခဲ့သည်စကားအရသူတပားတိုင်းနိုင်ငံကိုသူတပားဝယ်ယူရသည်တဲ့ပြုပြင်ယူရသည်တဲ့တို့ကိုသူလေးနိုင်ငံတော်ကိုလည်းတို့ကိုယ်တိုင်ပြုပြင်ယူရမည်တဲ့ သူတပားထမင်းစားတဲ့ကဲ့သို့တို့လည်းထမင်းစားပါသည်တဲ့ဆိုရိုးအတိုင်းတို့တိုင်းပြည်သည်မိဘဘိုးဘွားများအမွေပေးခဲ့သည်တဲ့เนาะစိတာပြည်သာတိုင်းပြည်ဖြစ်သည့်လူမျိုးကြီးဝါဒသမားများကမတရားလူရက်သိမ့်ပိုက်ယူခဲ့သောကြောင့်တဲ့เนาะတို့တိုင်းပြည်ပျောက်ခဲ့ရခြင်းသာဖြစ်သည်တဲ့เนาะ တို့တော့တဲ့ကျွန်တို့အားငယ်စရာမရှိပါတဲ့ဘုရားစပောက်ကရေးခဲ့တဲ့စကားနော်မကန်သောလမ်းစဉ်ဖြင့်လှုပ်ဆောင်သောတော်လန်ရေးသည်မုတ်ချအောင်ပွဲခံရမည်တဲ့ကျွန်တို့ဤအနာဂတ်ကံကြမ္မာသည်ကျွန်တို့ဤကရင်လူမျိုးများဤလက်ထဲတွင်သာရှိသည်တဲ့နော်ကျွန်တို့ဤကံကြမ္မာကျွန်တို့ဤကရင်ကံကြမ္မာသည်ကရင်လက်ထဲတွင်သာရှိသည်တဲ့ဒါဘုရားစပောက်ကမှာလာခဲ့တဲ့စကား ျွန်တော်တို့အနာကတိဆောက်ရေးတွင်တဲ့နီလန်းများစွာ ရှိပါသည်တဲ့နော်ကျွန်တော်တို့သည်နေရာပေါင်းများစွာ နေရာပေါင်းများစွာတွင် တကွဲတပြားစီ ရောက်ရှိနေထိုင်နေကြရတော့လေတော့ငါတို့မှာတကွဲတပြားနေဒီဗမာအာနာစင်လူမျိုးကြီးဝါဒဒီစစ်တပ်ဒီဒီအာနာနဲ့အုပ်ချုပ်ကြတဲ့ဒီနိုင်ငံဒီငါတို့ရဲ့ကရင်လူမျိုးဒီတကွဲတပြားဖြစ်သွားပေမဲ့လေရှင်းတယ်နော်ကျွန်တော်တို့အမျိုးသားရဲ့အတွေ့ လုံနိုင်သည့်လုပ်ငန်းများစွာရှိပါသည်တဲ့နားထောင်တော့ဆွေကရင်တို့ကျွန်တို့ဤအရေးချင်းအလိုက်မိမိကြောက်နေရာတွင်ပူပေါင်းပါဝင်ဆောင်ရွက်ရမည်ဖြစ်သည်တဲ့စစ်တိုက်တသူကစစ်ရေးအာစစ်တိုက်တသူကစစ်ရေးတိုက်ရမယ်ခင်နော်ပညာရေးကျွမ်းကျင်သူကပညာရေးအာပညာရေးကျွမ်းကျင်သူကပညာရေးလုပ်ရမယ်နော်လုပ်ငန်းများကျမ်းမာရေးကျမ်းမာရေးဗန္တာရေးကျွမ်းကျင်သူကကျမ်းမာရေးလုပ်ငန်းများ လူမှုရေးကျွမ်းကျင်သူကလူမှုရေးလုပ်ငန်းများဒါဆိုပါဦးကပေးထားခဲ့တယ်။သူ့ရဲ့တတော့တနေရလူမှုရေးကျမ်းမာရေးစီးပွားရေးနော်ဘာရေးညာရေးလူမျိုးရေးနော်အမျိုးသားယဉ်ကျေးမှုထုံးတန်းဒလစ်ကျွမ်းကျင်သူတို့ကရိုးရယဉ်ကျေးမှုထိမ့်သိမ့်မြင့်တင်ခြင်းများအာ ထုံးစံဒလိကျွမ်းကျင်းသူကထုံးစံဒလိတွေလုတ်ပေးရမယ်နော်ကိုကရင်လူမျိုးနဲ့နော်ရောက်ရှိတဲ့နေရာတိုင်းမှာဒိုင်းနိုင်ငံတွေပြည်စီအမေရိကန်တွေပြည် USA စီးပြီးဩစတြေးလျပြည်စီဘယ်နေရာမှာပြည်ညောင်းတဲ့နေရာတိုင်းမှာကိုယ့်ရဲ့တောင်းဝန်ကျေဖို့ရည်ကြီးတဲ့ခေနော်ငွေကြေးကြွယ်ဝချမ်းသာသူကငွေကြေးထောက်ပံ့နော်ငွေကြေးချမ်းသာတဲ့သူကငွေကြေးတွေထောက်ပံ့ပေးရမယ်တဲ့ကိုလူမျိုးအတွက်ကိုနော်အမျိုးသားရဲ့အတွက်ယက်တီပြောဆို တောဆိုတတူကယတိပြောဆိုစသည့်လုံငါတီတီတို့သည်တဲ့နော်ကျွန်ုပ်တို့အနာဂတ်ကိုဖန်တီးတည်ဆောက်သည့်လုပ်ငန်းများပင်ဖြစ်သည်တဲ့နော်။အာလူမျိုးရေးဘက်ကလည်းလူမျိုးရေးအတီးတီးစတယ်ကျွန်တော်တို့ဤ အနာဂတ်ကိုဖန်တီးတည်ဆောက်သည့်လုပ်ငန်းများပင်ဖြစ်သည်တဲ့အဲ့ဒီအဲ့ဒီဥစ္စာနဲ့ပတ်သက်လို့ရှိရင်ကိုယ့်လူမျိုးများတည်ဆောက်တဲ့လုပ်ငန်းများတွေဖြစ်ပါသည်တဲ့နော်ဒါတို့ချို့တို့ရဲ့အဖို့စပောက်ဘေးခဲ့တဲ့စာသည်ကရင်တမျိုးသားလုံးအတွက်မဟုတ်ပါဘူးတိုင်းသားအလုံးအတွက်ပါနော်ကျွန်တို့အချင်းချင်းဆက်သွယ်ချိတ်ဆက်ကမိမိတို့ကြရောက်ဂန္ဓာအတီးတီမစီလုံးညီညွတ်စွာလှုပ်ဆောင်ချီပင့်ချီပင့်မှတင်ယူ